အားလုံးမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုးပါတယ်ကျွန်တော်ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြောစရာလေးတွေရှိလာတယ်ပေါ့နော်အကြောင်းအရာကတော့ဘာလဲဆိုတော့ကျွန်တော်တို့အတင်း squatter တောက်တာတကယ်ရောဟုတ်ရဲ့လားဆိုတဲ့အပိုင်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကညီကိုနဲ့တူတူဆွေးနွေးသွားခြင်းနဲ့ဆိုတော့ Premier League ပွဲစဉ်တွေမှာဆိုလည်း6ပွဲထိကစားပြီးတယ်လို့ဒါဂျာတ်မား EFN ကတပွဲကစားတယ်ပြီးတော့ Champions League ပြိုင်ပွဲမှာ2ပွဲကစားခဲ့ပြီးပေါ့နော်ဆိုတော့ဒီနေ့ထားမျိုးမှာကျွန်တော်တို့အတင်းရဲ့ squatter တောက်လာပါပြီဆိုတော့ squatter ကတကယ်ရောတောက်လာဆိုတော့ကျွန်တော်တန်လျာဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာ ဟိုပြောစရာရှိတာကတော့ဒါနာနေတာမျိုးတွေအနိကရှိနေတာမျိုးတွေဒါမျိုးတွေလည်းပြောစရာတော့ရှိတာပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့အသင်းဟာတကယ်ကိုအကြီးသွေးမြင့်တဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတာမျိုးဟုတ်ရလားဆိုတဲ့ဟာလည်းတန်တရားဖြစ်စရာရှိလာတယ်ပေါ့နော် squad တောက်နေဆိုတော့က first line နဲ့နဲ့ဒါ second line နဲ့နဲ့ကဟိုဘယ်ပြောမလဲအကြီးသွေးအဖြစ်မကွာတဲ့အနေထားမျိုးနဲ့ရှေ့ဆမဲ့အနေထားမျိုးဒါပေမဲ့အာဒီနေ့အဲဘီမီကာနဲ့ပွဲမှာပေါ့နော်ကြီးလိုက်တဲ့အခါမှာလဲ first line နဲ့ second line နဲ့ကတော်တော်ကွာနေတာဟုတ်တွေးရတယ်ပေါ့နော်ပြောချင်တာကတော့အာတစ်ဖက်ကတကူရလာနေရာမှာအစားထိုးဖို့ကျွန်တော်တို့လိုမရှိဘူးဒါမာလောက်ကစုက first line နဲ့မဟုတ်ဘူးဆိုတော့ကျွန်တော်ခံစားမိတယ်ဂျင်းနီယာကိုအစားထိုးဖို့သူ့အနေနဲ့အည်သွေးမရှိဘူးဆိုတော့နောက်တန်းမှာဆိုရင်လည်းဟိုပြောစရာကြီးဖြစ်လာတာကပါလဲဆိုတော့ဒီဘန်ကိုဝဲမရှိတော့တဲ့အခါမှာဥဆောင်တဲ့ကစားသမားမရှိတော့ဘူးဥဆောင်တဲ့ကစားသမားမရှိတဲ့အခါမှာခြားလို့ပါတော့ရတယ်ဘာမှအလုံးမဖြစ်ဘူးဘာရီယာရှိဖို့လည်းယုံလို့မရသလိုဟိုတကယ်ဝိုင်းမှာဆိုတဲ့ တူစင်ကလည်းဘာမှဖြစ်မနေဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့က COG ဖူဖားနှက်ကလည်းနာနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘလူမောက်ကိုဟိုနောက်တန်းကစကွတ်တောက်နေလို့ပြောလို့မရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဟိုတကယ်လို့ဒီကစားသမားတွေဟိုမနာတိတန်အောင်ဟိုတကယ်ရောဒီကစားသမားတွေကအရေးချင်းရှိရလားဆိုတာကလည်းတန်ရရှိတယ်ဆိုတော့ဖူဖားနှက်ကလည်း aggressive ဖြစ်သည့်တန်အောင်အဲဆိုမာစကာရဲ့တကယ်ဟို master plan နဲ့ကတော့ တ်ညီနေမှုမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်သူအနေနဲ့ဥဆောင်ကစားနိုင်စွမ်းမရှိတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့၆လောက်ပါကိုကြည့်ပြန်ရင်လည်းခုနကျွန်တော်ပြောခဲ့သလိုပဲဒီကစားသမားကိုကျွန်တော်ကြည့်လို့မရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့တိုးစင်ကိုကြည့်ပြန်တော့ခါလဲ face ကတော်တော်အားနေတယ်ပြီးတော့ blow တဲ့နေရာမှာလည်းတော်တော်ဘယ်လိုပြောမလဲအဆင်မပြေတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ခါကဘာရီယာရှိကြည့်ပြန်တော့လဲဘလုံးကင်တော့ထားရတယ်ဘလုံးကင်တဲ့နေရာမှာလည်းသူကလည်းဆရာကြတဲ့ ကစားသမားနောက်တက်ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘလုံးပတ်စင်နေမမှန်တာကြီးကတော်တော်ရုပ်ပေါက်တယ်ပေါ့နော် professional ကစားသမားတယောက်အနေနဲ့အတိတ်ကပို့ပြီးတော့ကောင်းတဲ့ pass တွေကိုပေးနိုင်တဲ့လို့ယူဆတယ်ပေါ့နော်ဆိုတော့အချင်းပေါင်းကြည့်ပြန်တော့လေအချင်းပေါင်းကရည်သေးရှိတယ်ဆိုတော့ကျွန်တော်တို့မငင်းချင်ဘူးပေါ့နော်ဒါပေမဲ့ experience အရာအရင်လူတွေကစားသမားတယောက်ဖြစ်တယ်ပေါ့နော်နီးပြားလိုချင်တဲ့ပုံစံတိုင်းဒီပြလိုချင်တဲ့ဝေးနဲ့ကသူက different ဖြစ်နေတယ်တော်တော်ခြားနားနေတာကိုတွေ့ရတယ်သူအနေနဲ့မလိုအပ်တဲ့ progressive career လုပ်တဲ့ ော်တော်ဥတီရမဲ့တဲ့ progressive carry တွေလုပ်တယ်ပေါ့နော်ဒီလိုမျိုးအနေထားမျိုးတွေနဲ့ဟိုဘယ်လိုပြောမလဲအမားတွေစတိုက်ကျွလွန်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ကိုယ့်လည်းဟိုတစ်ချက်ကြည့်ပြန်တော့လေဝါဆက်ကန်စီရိုနဲ့အန်ဇိုဖာနန်နက်ကလွယ်လို့ကျန်တဲ့ကစားသမားကိုရှုံရမလားဆိုရင်ရှုံလို့မရတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ ပြိုင်ပွဲအစဲကြီးကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့ဝက်ဆက်ကန်စီတို့တယောက်ထင်းနဲ့မလုံလောက်ဘူးအန်ဂျိုဖာနန်နဲ့တယောက်ထင်းနဲ့မလုံလောက်ဘူးပေါ့နော်ကျွန်တော်တို့သူ့နေရာကိုခေါ်ထားတဲ့ WSU ကလည်း၁၂ပလောက်နားမဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဒီတန်ရာရအာကစားသမားတွေရဲ့လူစင်းကလည်းတော်တော်အသိကိုထိုးနှက်တယ်လို့ပြောလို့ရတယ်ဆိုတော့ WSU ကဝက်ဆက်ကန်စီတို့လောက်တော့ကောင်းကျင်မှာတော့ကောင်းလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဟိုအထောက်အကူတော့ဖြစ်သေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လက်ရှိအချိန်မှာ ဟိုမတ်ဆကန်စီရောကတယောက်တည်းရုံးကန်နေရတာမျိုးတွေ့ရတယ်ဆိုတော့ဒီကဲသမားကစစ်ပိုင်းဆိုင်ရာရောဒါတက်ခတ်မှုပိုင်းမှာရောဟိုကျွန်တော်တို့အတွက်ဖစ်ဖြစ်နေလို့သားလည်းတော်တော်အဆင်ပြေနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်တကယ်လို့ဒီကမ်းမကနာသွားရဆိုရင်ကျွန်တော်အသင်ကမတွေးရဲစရာပဲကူပါမနာလာတဲ့ကူပိုဆိုးတဲ့အနေအထားမျိုးရောက်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အန်ရီဆန်တို့ကိုလည်းရှုံရတာမျိုး မရှိဘူးဆိုတော့ Superman ကလည်းတနည်းရှိပြီးတနည်းငွေဖြစ်နေပေါ့နော်ဒီကမ္ဘာရဲ့စီကမိုင်းအားနည်းမှုကလည်းကျွန်တော်ထောက်ပြစရာဖြစ်လာတယ် aggressive ဖြစ်တာကိုလက်ခံတယ်ဆိုတော့ passionate ဖြစ်တာကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့မလိုအပ်တဲ့ဟို aggressive ဖြစ်မှု passionate ဖြစ်မှုတော့ကျွန်တော်မလို့ချင်းဘူးပေါ့နော်၎င်းနေရန်လိုနေတဲ့ပုံစံမျိုးတွေက professional ကစားသမားတယောက်အတွက်တော့မဖြစ်သင့်ဘူးပေါ့နော်ဒါက အသင်းရဲ့ performance ကိုလည်းဆွဲချသလိုသူ့ personal brand ကိုလည်းထိတယ်လို့ပြောလို့ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်လက်ရှိချိန်မှာကျွန်တော်တို့ international မှာရောဒီပြည်တွင်းကျွန်တော်တို့ local မှာရောအဲဆို Fernandez ကိုမလို့အဖက်နဲ့ဘယ်လိုပြောမလဲရန်ရှာနေတဲ့ရန်ဖြစ်နေတဲ့ကစားသမားမျိုးဆိုပြီးတော့မြင်လာကြတယ်ပေါ့နော်ဒါကြီးကတော့ဟိုအဆင်မပြေနေဘူးပြောရမကောင်းလို့ပြောရမယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော် သူ့အနေနဲ့လည်းတိတက်ပို့ပြီးတော့ဟိုစိတ်ကိုတည်ငြိမ်ထားပြီးတော့ဘယ်လိုမလဲ professional စံတဲ့ပုံစံမျိုးဖြစ်တင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ ျွန်တော်တို့ဒီနောက်ချန်တက်စစ်နေရာမှာဆိုရင်လည်းကိုပမမရှိရင်ဘသူ့ကိုထားလို့ထားရမှမသိတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဘွနနော့တီတို့ ST ဘောင်တို့ကအစားထိုးလို့တော့ရပေမဲ့လည်းတကယ်အဖက်ဖြစ်အဖက်တင်ဖြစ်တဲ့ကစားဟန်ကိုတော့ကိုပမမလို့ပြနေနိုင်မှာမဟုတ်ဘူးကိုပမမလို့အသင်းကို carry လုပ်နိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်မို့ကျွန်တော်က squatter တောက်ရင်လားဆိုတဲ့ဟာကိုကျွန်တော်မေးမေးကုန်မေးခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့တောင်းပန်နှစ်ဖက်ကိုကြည့်ပြန်တော့လေကစားသမားတွေကတော့တစ်ဖက်ကိုနှစ်ယောက်လောက်တော့ရှိရောရှိနေရဲ့ ဒါပေမဲ့လက်ရှိအချိန်မှာကျွန်တော်တို့ကာနာချုံနဲ့ကစ်တောင်ကိုလည်းရှင်လို့ရလားဆိုရှင်လို့မရပြန်ဆိုဒီနေသားကြီးကစကွဲတောင်းလဲဆိုတာကြီးကပြောဖို့ခက်သွားတယ်ပေါ့နော်ဆိုတော့ကစ်တန်နေနဲ့လည်းချိန်ယူရမှမှန်ပေမဲ့လည်းဘယ်လိုပြောမလဲဟိုတူးချင်းကြော်ဖြတ်မှုတောင်မှအကောင်းဆုံးမလုပ်နိုင်တဲ့ကစားသမားတယောက်ဖြစ်နေတာကိုတော့တွေ့ရတယ်ပရီးမီးယားလိဂ်အင်ဒက်စတီကိုမလိုက်နိုင်တာတော့မြင်နေရတယ်ဆိုတော့ကနာချိုကတော့ဒီနေရာမှာသူ့ထက်ပိုပြီးတော့အတွေ့အကြုံရင်းတဲ့ကစားသမားတယောက်ဖြစ်တာကြောင့်မို့အဆင်ပြေတယ်အောင်ရှိပေမဲ့လည်း ချိန်ယူအောင်မဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ဖက်ကဒီ right ဟိုကြီးတဲ့ခါမှာတော့ကျွန်တော်တို့အသင်းကအိုက်တနေရာတော့အားရစရာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ပက်ထိုနက်တိုရှိသလိုအက်စတေဘောင်ကလည်းကောင်းကောင်းခြေစွမ်းပြနိုင်တဲ့ကောင်းကောင်းမျိုးဖြစ်တယ်ဆိုတော့ပက်ထိုနက်တိုကလိုအားလုံးပို့ပြီးဟိုတာတိတိုင်အောင်ဒါ scale set မှာတော့အစတီပေါင်ကလည်းမញ្ញမ်းတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်သူနေရာကိုအစားထုတ်လို့ရနိုင်တယ်ဆိုတာမျိုးကိုကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုကစ်တန်နဲ့ကနာချိုကတိတ်မကွာဘူးလို့ပြောစရာရှိပေမဲ့လည်းဘယ်လိုပြောမလဲ ခနာချိုရဲ့ကစားပုံကပို့ပြီးတော့အဖက်တစ်ဖြစ်တယ်ဆိုတော့ touchline မှာပို့ပြီးတော့အဆင်ပြေတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ touchline မှာကြည့်တဲ့အခါကျတော့လေကျွန်တော်တို့အသင်းမှာဂျာဘပထိုကလွဲလို့ပြောတရားမရှိပြန်ဘူးကျွန်တော်တို့အသင်းမှာဒီ touchline မှာမက်ကီယူရှိနေတည်တက်အောင်ဒီဘက်ကမက်ကီယူကို personal ရမကြိုက်တာလားဘာလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့ Sunderland ကိုအငှားချထားတာနေပြီးတော့အရေးတကြီးပြန်ခေါ်ပြီးမှမတုံးတဲ့အနေအထားမျိုးကြီးကတော့မဟုတ်တော့မဟုတ်နေသေးဘူးလို့ ဟိုပြောခြင်းနေပေါ့နော်ဆိုတော့ကလာသမားနဲ့ဒီနီးပြအထမဘာတွေများမှားနေလဲပေါ့နော်ကုနရှင်ဘာတွေများလွတ်နေလဲပေါ့နော် relationship ကဘာလို့ဒီလောက်အောင့်နေလဲဆိုတာမျိုးတော့မပြောတတ်ဘူးဆိုတော့ဘာလို့လဲဆိုတော့မိမိကနေပွဲလို့မျိုးမှာဒီ time ကြော်ကြီးကိုထည့်လာတာကဟိုတခုခုတော့မှားနေတယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့ brand phone နဲ့ပွဲမှာ3-4မိနစ်လောက်ဟိုကစားခွင့်ရပြီးတော့ mackie you are နောက်ပိုင်းပွဲတွေမှာ ကမ္ဘာလေးမှာတော့မှကစားခွင့်မရခဲ့ဘူးတချို့ပေါ်တွေမှာဆိုရင်ခေါ်တော့မလာတဲ့အနေအထားမျိုးတွေတွေ့နေရတယ်ဆိုတော့ပြောချင်တာကတိုက်စစ်မှာဂျာဟုတ်ဘထူကလွဲလို့ကျွန်တော်တို့မှာမရှိနေဘူးဆိုတော့လီယန်ဒီလက်ကိုအကူအမလာလို့ကျွန်တော်တို့ထင်ရပါမယ်လီယန်ဒီလက်ကလည်းနာသွားတယ်ကျွန်တော်တို့တကယ်ဟိုစကွတ်ထက်ကတောက်နေရလားဒီစကွတ်နဲ့ကျွန်တော်တို့ဟိုဒီရေရှည်သွားမဲ့ဟိုခရီးတစ်ခုကြီးမှာပွဲစဉ်ကအဆအရှိကြီးတဲ့အနေအထားမျိုးမှာဗျာကျွန်တော်တို့လူစင်းကတဖြည်းဖြည်းနဲ့ရုတ်ရော့လာတာပဲရှိတယ်ပေါ့နော်ပို့ ပို့ပြီးတော့ဟိုတိုးလာတာမျိုးမရှိဘူးပေါ့နော်အဒီညမှာခုနကကျွန်တော်ပြောခဲ့တဲ့ CMI အားလည်းမှုတွေကြောင့်မို့နေတာတွေအပြီးတော့ကြံ့ခိုင်ရေးနေပြတွေဘလို့ထွေးနေလဲတော့မသိဘူးပေါ့နော်ဇာမားတွေနာနေတာကအဲ့ဒီကြံ့ခိုင်ရေးနေပြတွေနဲ့ဆိုင်နေပေါ့နော်ဆိုတော့ဂျင်တင်ရာလည်းပတ်သက်မှုရှိတယ်လို့ဒီနေပြရဲ့လေ့ကျင့်ရေးစနစ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ထောက်ပြရမှာဖြစ်တယ်ပေါ့နော်ဆိုတော့တရားဒီလိုအနေထားနဲ့ကျွန်တော်တို့ဘလို့များရှေ့ဆက်ကြအောင်လဲပေါ့နော်ကျွန်တော်ကတော့ရိုးရင်လေးတယ်ပေါ့နော်ဆိုတော့ဒီ ဒီ squad ရဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့ပြိုင်ပွဲ၄ရက်လောက်ပြိုင်မဲ့အနေအထားမျိုးမှာ Maris ကအနေနဲ့ handle လုပ်ဖို့တော့ခက်မယ်လို့ထင်တယ်ကျွန်တော်ကတော့ handle လုပ်ဖို့တော့မမလွယ်ဘူးမဖြစ်နိုင်ဘူးပေါ့နော်ဒီနည်းပြကိုမယုံဘူးလို့ပဲကျွန်တော်ပြောရမှာဖြစ်တယ်ပေါ့နော်သူရဲ့ဟိုနည်းစနစ်ပိုင်းဆံရပါညာကျွန်ကျွန်တော်မပြောလို့ဘူးဒီဒီနည်းပြကလည်းရှင်းရှိတဲ့နည်းပြဆိုတော့ကျွန်တော်လက်ခံနေပေါ့နော်ဒါပေမဲ့အာသူ handle လုပ်နိုင်တဲ့အခြေချင်းကတော့မရှိဘူးလို့ ိုပြောချင်တယ်ပေါ့နော်ဒါတော့ experience အရာလဲစိုက်မယ်လို့တော့ထင်တယ်ဆိုတော့မိကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်တို့ရဲ့ squad တကယ်ဟောတောင်းရင်လားတကယ်ဟောအဆင်ပြေလားဆိုတာလေဒါကုမမမချက်ပြေးကြပါဘူးအားလုံးကျေးဇူးတင်ပါတယ်မိကိုတို့နောက်ပြောင်းမှာပြန်တွေ့ပါမယ်